โอเคအားလုံးပဲကျွန်တော် magic zone online တင်နေကျွန်တော်ဆွန်မျိုးကနေအပတ်စဉ်၃ခွက်၃ခွက်တင်ပေးမယ်ပြခွက်ကလေးကနေကျွန်တော်ကြိုးဆိုပါတယ်အဲ့တော့ဒီပြခွက်ဒီတစ်ခေါက်ပြခွက်ကတော့ကျွန်တော်ကျိုးစီးပြီပေါ့เนาะကျွန်တော်ကျိုးလေးတစ်ချောင်းရှိမယ်ဆိုရင်ဘယ်နေရာမဆိုတွားရင်ပြလို့ရတယ်ပေါ့အဲ့တော့ဒီပထမဆုံးတစ်ခွက်ကျွန်တော်ပြပေးပါမယ်ဒီတစ်ခွက်ကတော့ကျွန်တော်တို့နည်းနည်းအိုးငငယ်လေးတွေကကျွန်တော်ပြနေကြပြခွက်လေးတစ်မျိုးပေါ့เนาะအဲဒါလေးကတော့တချို့လဲဂျိုးကောင်းယူနေမယ်ဒါမှမဟုတ်တော်တော်ပြလို့ကောင်းတယ်ကြာနော် အဲ့တော့ဒီမှာဒီကျိုးလုံးလေးလေးဝင်လေးရှိတယ်အဲ့ဝင်လေးရဲ့ကျွန်တော်ကျိုးဝင်ဖို့ဆိုရင်เนาะကျိုးဝင်ဖို့ဆိုလို့ရှိရင်ကျွန်တော်ဒီလက်ကိုဒီလိုထည့်မယ်ထည့်ပြီးတော့မှဒီဘက်ကဆွဲလို့ရမှာเนาะအဲ့ဒါကိုကျွန်တော်ဒီလက်ကျိုးတစ်ချာကြည့်ရင်เนาะအနီးကတစ်ချာရက်စီပါ1 2တစ်ချာကြည့်เนาะဝင်သွားပြီအဲ့ဒါကျွန်တော်ခေအဲ့ပြောက်ွက်ကလေးကိုတော့ဂျာနေသင်ပေးမယ်နောက်ထပ်တစ်မျိုးထပ်ပြပေးမယ် အဲနောက်တစ်မျိုးကနည်းနည်းရှားရကဘာလဲဒီပြောက်ကကဟိုခက်ခက်ခဲခဲကိုကျွန်တော်တို့ငငယ်ကပေါ့နော်စာအုပ်တအုပ်ခဲကလေးလာခဲ့ရတယ်ကျွန်တော်မှတ်မိတလို့ဆိုရင်စာအုပ်ဆိုတော့ဒီလိုဗီဒီယိုမဟုတ်တဲ့အတွက်ဗျာသူကပုံလေးတပုံချင်းစီပြရတယ်လက်ကဘလို့ဘလို့အဲ့ဒါကိုနားလေအောင်တော်တော်လုံးခဲ့ရတယ်မကြောက်ဘူးဆိုရင်တော့အနည်းဆုံး3လလောက်ကြာတယ်အဲ့ဒါလေးနားလေကိုအခုဒီဗီဒီယိုထဲမှာတော့ကျွန်တော်ချက်ချင်းတင်ပြီးသွားမှာပါလွယ်လဲလွယ်ပါတယ် အဲ့တော့ဒီမှာကျိုးလေးတစ်ချောင်းရှိတယ်မြင်ရတယ်နော်ကျိုးလေးတစ်ချောင်းရှိတယ်အဲ့ကျိုးလေးကိုကျွန်တော်မလုပ်မလဲဆိုတော့အထုံးလေးထုံးလေးတစ်ထုံးထုံးလိုက်ပြီပေါ့နော်ထုံးလေးတစ်ထုံး sorry ကျိုးလေးကိုထုံးလေးတစ်ထုံးနော်အထုံးလေးတစ်ထုံးထုံးလိုက်နော်ဒါဆိုရင်ကျွန်တော်ဒီအထုံးလေးတစ်ထုံးရတယ်အဲ့တော့အဲ့အထုံးလေးကိုကျွန်တော်တို့က slip knot ပေါ့နော် slip knot ဆိုတာအဲ့လိုမျိုးအဲ့အထုံးလေးကိုရွှေ့သွားလို့ရဟုတ်ပြီနော် နောက်နောက်ထပ်တစ်ဆုံးကျတော့ထပ်ထုံးပြမယ်နောက်ထပ်တစ်ဆုံးထပ်ထုံးပြနောက်ထပ်တစ်ဆုံးကျတော့ထပ်ထုံးပြမယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီကျိုးထုံးလေးရဒီအပေါ်မှာတစ်ထုံးရှိရပါတော့အဲ့ဒီထုံးလေးကိုခုနလိုပဲကျွန်တော် slip knot ပေါ့နော် slip knot ဟုတ်ကဲ့ရွှေ့သွားလို့ရတယ်ဟောဒီအောက်ကိုကြည့်ပါနော် အပေါ်ကအထုံးလေးကဒီအောက်ကိုကြည့်ပါတယ်ဆိုတော့ not cut ထပ်လုပ်ပြန်ဟောဒီကြည့်ပါနော်ဒီထောက်ကြရတော့ကျွန်တော်ရှင်းရှင်းလေးရွှေ့ပြမယ်ကြည့်နော် ီကအမှတ်တမဲ့ဒီလိုလေးပြန်ခါလိုက်ရုံနဲ့ဟောဒီမှာအထုံးလေးနောက်တစ်ခါထည့်ရအောင်လားโอเคเนาะအဲ့တော့ကျွန်တော်တို့ဒါဆိုရင်၃ခွက်ရှိပါတယ်เนาะအာနောက်ထပ်တစ်ခွက်ကျွန်တော်ထပ်ပြမယ်အာနောက်ထပ်တစ်ခွက်ကတော့ကျွန်တော်ခုနေ့ကကျွန်တော်ဗီဒီယိုထဲမှာကျွန်တော်တင်ပေးမယ်ဆိုတော့ကြောက်ပါဘူးเนาะဟုတ်ပြီအာဒီအရှိနည်းနည်းလေးတူပြီးလက်တော့အောင်ပါเนาะအရှိနည်းနည်းတာမယ်အဲ့တော့ဒီမှာကျွန်တော်တို့မှာကျိုးခွင်းလေးတစ်ခွင်းရှိတယ်เนาะ အဲ့ဒီကြိုးခွင်းလေးတွေကနေပြီးတော့နော်ကျွန်တော်ဒါလေးကိုဒီလိုခွင်းလေးတစ်ခုလှုပ်လိုက်ပါဘောနော်ဒီလိုလှုပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒါကိုပိတ်လိုက်အဲ့တော့ထိုးတဲ့သူကဘယ်တစ်ပေါက်တော့မဟုတ်ညာတစ်ပေါက်ကိုသူထိုးရဥပမာသူကဒီအပေါက်ကိုဥပမာထိုးလိုက်တယ်ဆိုကြပါစို့ကျွန်တော်တို့ဆွဲလိုက်တယ်အဲဒါဆိုညှိတယ်အဲ့တော့ကျွန်တော်ရဲ့ performance တွေကလို့ပေါ့ညှိသွားတယ်ဆိုရင်သူပတ်ဆက်ရမယ်နော်အဲ့တော့ ဒီပြောက်ွက်လေးကရည်လဲအရင်ရည်ရပါတယ်အဲ့တော့ဟုတ်ပြီကျွန်တော်တို့နောက်တစ်မျိုးထပ်ကြည့်မယ်ခုနလိုပဲနော်ကျွန်တော်ဟောဒီအပေါက်ကိုထိုးမယ်ဆိုရင်ကျွန်တော်ဆွဲလိုက်လို့လွတ်သွားရင်သူပတ်ဆက်မရဘူးပေါ့နော်ဟုတ်ပြီအဲ့တော့အဲ့ဒီပြောက်ွက်ကလေးကိုကျွန်တော်တို့ကဆိုးကြပါလို့ပရိသတ်တယောက်ကိုခေါ်မယ်ခေါ်ပြီးတော့နော်တူကိုကြိုက်တဲ့တနေအောင်လမ်းကြိုးထိုးခိုင်းမယ်ညီတစ်ချက်လောက်အနည်းငယ်ထိုးကြည့်အောင်ကင်မရာထဲမှာလည်းပေါ်တယ်နော်ဟုတ်ပြီ ဲ့တော့ဒီအပေါက်ကလေးကိုသူထိုးတယ်ပေါ့ကျွန်တော်ဆွဲကြည့်မယ်။ဩလွတ်သွားတယ်နော်။ဟုတ်ပြီနောက်တစ်ခေါက်ထပ်လုပ်ကြည့်မယ်နော်။နောက်တစ်ခေါက်ထပ်လုပ်ကြည့်မယ်။နောက်တစ်ခေါက်ထပ်လုပ်ကြည့်မယ်။ကြိုက်တဲ့တစ်ပေါက်ကိုထိုးပါ။ Okay အဲဆွဲကြည့်ပါမယ်။ဩလွတ်သွားပြီ။အဲ့တော့ကျွန်တော်ပြရမြန်မာကြည့်နော်။ဘာကြောင့်လွတ်သွားတာလဲဆိုတော့ဒီမှာနှစ်ပေါက်ရှိတယ်ကွာနော်။ဥပမာသူကဒီအပေါက်ထိုးမယ်ဆိုရင်နော်။ ငကိုယ်တဲကလွတ်နေအတွက်နော်ဒီအပေါက်ထိုးမယ်ဆိုရင်ကျွန်တော်တို့ကငကိုယ်တဲကညှိနေပြီလေနော်ဟုတ်တယ်နော်မှတ်မိရဲ့နော်ဒီအပေါက်ထိုးမယ်ဆိုရင်သူလွတ်နေတယ်ဒီအပေါက်ထိုးမယ်ဆိုရင်သူငကိုယ်တဲကညှိနေကဲဟုတ်ပြီတိုက်ရတဲ့ပေါက်ထိုးတယ်โอเคဆယ်ကြီးအာဟုတ်ပြီနောက်တစ်ခေါက်ထပ်ပြမယ်နော်ဒီမှာ နှစ်ပေါက်ရှိရယ်ဒီကတော့တေးကြအောင်ကျွန်တော်လက်ညှိုးနှစ်ချောင်းအရင်ထိုးထည့်တာလက်ညှိုးနှစ်နှစ်ဖက်လုံးမှာထိုးထည့်ရနော်ထိုးထည့်တာโอเคซวยมั้ยเบเบเบลัญญูโดดขึ้นเลยไต่เลยลัญญูโอเคบายแล้วเจอดีป้ากั่วกรี4กั่วกูเปลี่ยนเต็มไปบ่แม้แล้ว4กั่วสรว่าคุณน่ะตรงว่าจองดีจูลีบ่เนาะเอ่อดีจูลีทุ่งว่าอปาวนบ่ถูกดีเจอนัมเบอร์1ก็ป้ากั่วกู ကျွန်တော်ပြပေးပါမယ်နံပါတ်1ကတော့ကျွန်တော်တို့အနီးကပ်လေးတစ်ချက်ရတယ်နော်ဒီအခုဒီပေးတဲ့ကလာရဲ့ပေးတဲ့ရက်ကြည့်မယ်အဲ့တော့ဒီပြောင်းဘက်ကဘယ်လိုပြရမလဲဆိုတော့ကျွန်တော်တို့ဒီကျိုးကနော်ဒီကျိုးရဲ့အလျားဒီနော်အဲမြင်ရလားဒီဒီမတိုင်းကြီးနော်ဒီ level နဲ့ဒီဘက်လက်အရှိလောက်ရှိတဲ့ကိုယ်ခန္ဓာကိုယ်ပေါ့နော်အဲ့လောက်ရှိတဲ့ကျိုးပေါ့နော်အဲ့ကျိုးလို့မယ်ဒါကတော့ကျွန်တော်ဘောင်းမီရှုံကျိုးတွေမှာ သုံးတဲ့ဂျိုးပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့ကိုယ့်ရဲ့မြို့မှာရှိတဲ့ဒီဆက်ချုပ်ဆိုင်တွေမှာပေါ့နော်မေးဝယ်လို့ရပါတယ်တော်တော်များများဆက်ချုပ်ဆိုင်တွေမှာရောင်းပါတယ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီမှာဒီလို size တော့ကိုကျွန်တော်သုံးပါမယ်နော်အဲ့တော့သူ့ကိုပြဖို့အတွက်ကျွန်တော်တို့ကဒီမှာဘာရောက်ကျွန်တော်ရဲ့အနောက်ကရိုက်ထားလဲဆိုပြောပြမယ်ကျွန်တော်ကိုယ်တိုင်မြင်နေရတဲ့ view တိုင်းကိုကျွန်တော်ကင်နဲ့နီးလေးပေါ့ အရင်ဆုံးကျောင်းတို့ဒီဒီကျိုးကိုဟောဒီဒီလက်မရဲ့အထင်းမှာပေါ့နော်ဒီလိုခံမှန်းကျင်နေဒီလိုခြားတယ်ခြားတဲ့အခါမှာနော်ဒီလိုမျိုးဖြစ်နေရတယ်တစ်ခုကဒီလက်လောက်တူနေရမယ်ဒီလောက်လောက်ပေါ့နော်ဒီလောက်တူနေအောင်ရှည်ရမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီလိုပြီးရတဲ့တော့တစ်ပတ်နှစ်ပတ်နော်နှစ်ပတ်ပတ်မှာမဟုတ်ဘူးနော်ပြန်ပြမယ်နော်ဒီကောင်တော်တော်တူလေးကောင်းနေပြီနော်နော်ဟုတ်ပြီ ဒီမှာတော့လက်မကိုပဲကျွန်တော်ပတ်သွားတာတစ်ပတ်နှစ်ပတ်နှစ်ပတ်ပြီးတဲ့အချိန်မှာကျွန်တော်ဘာလုပ်ရလဲဆိုတော့ဒီအပေါ်ဆုံးကအခောက်ကလေးကိုနော်ဒီအပေါ်ဆုံးကအခောက်ကလေးကိုဒီလိုလှည့်လိုက်မြင်ရတာမတန်ရဘူးနော်လှည့်လိုက်လှည့်လိုက်ရင်းနဲ့ကျွန်တော်ဘာလုပ်လဲဆိုတော့ဟိုအောက်ကဒီအဆကိုဒီဘက်အဆနဲ့လဲလိုက်ရတွေ့လားနော်လဲလိုက်ဆိုတော့ဒီကောင်းနဲ့လဲလိုက်အဲ့မြင်ရလားပြန်ပြမယ်နော် တော့ဒီမှာဒီဒီလိုနှစ်ပတ်ပတ်ပြီးတဲ့ချိန်မှာဒီလက်ကလေးလေးကနေနော်ဒီလက်ကလေးလေးကသုံးပြီးတော့ဒီလိုလှည့်လိုက်တယ်နော်လှည့်လိုက်တဲ့ချိန်မှာဒီကျိုးစားနော်ဒီကျိုးစားကိုကျွန်တော်ယူပါတယ်ဒီကျိုးစားကိုယူပါတယ်ပြီးတာနဲ့ကျွန်တော်တို့ကဒီကိုထိုးတယ်လို့နဲ့အဲတော့ဒီတိုင်းပဲဆွဲလိုက်ရုံပဲဒီလားဒီလိုတောင်းရင်လက်ကိုဒီလိုချော်ထွက်သွားလိုက်ရုံပဲမြင်ရတယ်နော် ချော်ထက်သွားလိုက်ရုံပဲသူဒီဘာလဲဆိုတော့ဒီဒီနေရာမှာညှိနေတဲ့ကျိုးအမှန်ကဲဆိုတော့ဒီလိုလွတ်လိုက်ရောလွတ်လိုက်တာနဲ့သူဒီအထဲဝင်လို့ဖြစ်သွားတယ်နော်အဲ့တော့အငြင်းပြန်ပြပြီဗောနော်အဲ့တော့ကျွန်တော်တို့ဒီမှာတပတ်အမြက်တပတ်နှစ်ပတ်နော်နှစ်ပတ်ပြရမယ်ဒီကောင်လေးကိုဒီကိုသွားမယ်1 2နော်ဒီဒီကောင်ကျွန်တော်ဒီနားမှာထားပြီးတော့1 2 3လွတ်လိုက်တယ်နော် โอเคဒီပြခွက်လေးပြီးပြီအဲ့တော့နောက်တစ်ခါကကျွန်တော်တို့ခုနကတော့ပြရတယ်ကျိုးတုံးလေးရွှေ့တယ်ပြမှာပေါ့နော်အဲ့ကောင်လေးကတော့နည်းနည်းခက်လိမ့်မယ်ကျွန်တော်တို့ကျင့်ရတာနော်နည်းနည်းခက်လိမ့်မယ်ဘာကြောင့်လဲဆိုတော့ဒီကောင်လက်တွေပိုင်းမိတယ်အဲ့တော့ကျွန်တော်ဒီဒါပါလဲလဲဘယ်လက်အဲ့ကျွန်တော်တို့ပဲဘယ်ဟိုညာတန်နေရတော့ဘယ်နဲ့ကြိုင်ပေါ့အာညာတန်ဟိုဘယ်တန်သမားကတော့ဒုက္ခရောက်နေမှာပြကျွန်တော်ဘယ်တန်မှမတင်မိတတ်ဘူး ဒီလိုပြောက်ွက်မျိုးတွေကြတော့ဘယ်စံညာတယ်နည်းနည်းလေးမျက်စိလှယ်လေးမျိုးကျွန်တော်ပြတာကြည့်လို့ရှင်နော်ပါလေးကြည့်ပြပေါ့နော်ကျောင်းဒီမှာအရင်ဆုံးဒီမှာကျွန်တော်တို့နော်ဒါလေးတစ်ခုကျွန်တော်ကင်ထားမယ်နော်ဒါလေးတစ်ခုကျွန်တော်ကင်ထားမယ်နော်ကင်ထားပြီးရင်ဒီလိုလက်ညှိုးနဲ့လက်မနဲ့ကင်မယ်နော်ဒါအတွင်းထဲမှာရှိနေတယ်နောက်တစ်ခုကိုကျွန်တော်ကမနီတာကိုဝိုင်းလိုက်ရတယ်တဲ့လား ဝိုက်ပြီးတော့မှဒီအပေါ်ဒီလို cross တင်အဲ့တော့ဒီ distinct လေးကအရင်မေ့တတ်ပါတယ်ကျွန်တော်သေချာမှတ်ထားပါနော်ဒီမှာတော့ဒါမျိုးလေးပေါ့နော်ပြီးကြတော့ဒီကောင်းကိုကျွန်တော်တို့ဒီခွင်းနဲ့ကိုဒီလက်ကဝင်သွားရတဲ့နော်ဒီခွင်းနဲ့ကိုလက်ကဝင်သွားရင်ဝင်သွားတဲ့အချိန်မှာဟိုကျိုးလေးကိုမှဒီဒီလိုဖြစ်အောင်လုပ်လိုက်နော်ဖြစ်အောင်လုပ်ပြီးဒီလိုဆွဲလိုက်တော့ဒီကောင်ကနော် ထုံးသွားတယ်ဒါလေးဒီနေရာလဲညှစ်ထားမယ်ဒီကောင်လဲညှစ်ထားမယ်ပြီးတော့မှဒီကောင်လွတ်လာသူတို့ရှေ့မမြင်စီနဲ့ကျွန်တော်လက်ထဲမှာပဲဒီလိုအလုံးလေးပြအောင်လုပ်လိုက်နော်ဟုတ်ပြီနော်အဲ့တစ်ချက်ရပါမယ်နော်ပြီးရင်ကျွန်တော်ဒါကိုဆွဲတလို့နဲ့မဆွဲဟိုမဆွဲဘဲနဲ့ကျွန်တော်တို့ကဆွဲတလို့နဲ့ဒီနားလေးမှာဖွက်ခဲ့တယ်ဒါအရှေ့ရ view မှာတော့နော်အရှေ့ရ view မှာတော့ကျွန်တော်ကဒါကိုဒီလိုဆွဲမယ်ဆိုပြီးတော့ ွဲသွားတယ်အမှန်ကတော့ဒီနားမှာကျွန်တော်ဖွက်ထားတယ်နော်ဟုတ်ပြီကျွန်တော်တို့ဒီမှာပြမယ်ဆွဲတော့မယ်ဆွဲသွားတယ်ဟုတ်ပြီပြီးရင်နောက်တစ်ခေါက်မှာခုနလိုပဲနော်ဒီကောင်ဖွက်လျက်သားဒီမှာရှိနေမယ်ခုနလိုပဲနော်ဒီတူဒီလက်ညိုးပေါ်မှာရှိရယ်နော်ပြီးရင်ဒီဘောကနေပတ်ပြီးတော့နော်ဒီလိုမျိုးပြန်လာညှက်လာညှက်ပြီးရတယ်ဒီကောင်ဒီမှာပြန်လာလာပြီးတော့ဒီကောင်ဒီလိုညှက်နေရမှာဒါပေမဲ့အဲ့ဒါတပြိုင်တည်းဖြစ်ပါမှာနော် ီလာမျိုးဝင်ပြီးတော့မှကျွန်တော်ဒီလက်ကပြင့်တင်လိုက်တဲ့အတွက်ဒီကောင်သူ့ဘက်သူဒီမှာခောက်တုတ်လေးဒီထဲဝင်သွားမယ်အဲ့ဒီမှာတော့ဆွဲပြီဆွဲရမှာဒီဘူးလုံးကိုကျွန်တော်ဆွဲယူပါမယ်ဆွဲယူသွားဖို့အတွက်ဒီနားလေးကိုလွတ်အောင်တော့ဒီလိုလေးဟပေးတာနော်အဲ့တော့မှကျွန်တော်ဆွဲထုတ်တဲ့အခါမှာနော်ပရိသတ်ရဲ့အမြင်မှာတော့ကျွန်တော်ဒီလိုသူတို့အမြင်ကဒီမှာဒီဒီကောင်လက်ထဲမှာပါသွားတယ်နော်အဲ့တော့ဟိုအရှိအမြင်ခွင်းမှာကြတော့ကျွန်တော်ဘူးလုံးလေးကို ဒီဘူးလုံးလေးကိုသူတို့မမြင်ရအောင်ကျွန်တော်ဒီလိုဒီဘက်ကလက်အကွယ်နဲ့နော်မမမြင်အောင်တည်းနော်ကျွန်တော်ဒီလိုယူသွားတယ်နော်ဒီလိုယူပြီးတော့နော်နော်ဒီလိုလုပ်လိုက်တယ်နော်ပြီးရင်ကျွန်တော်ဒီမှာဒီကောင်လေးကိုဒီလောက်လောက်နော်အထူလေးပြောင်းထားတာအဲ့တော့ဒီမှာဖြစ်သွားတဲ့ပုံစံကဒီဘက်လက်ကိုပါသွားတာတစ်ထုံးဒီမှာတစ်ထုံးရှိတယ်နော်အဲ့တော့ဒါကိုကျွန်တော်ဖွက်ထားတယ် မဖိမိတိုင်ရတယ်။ပြီးရင်ရွှေ့တယ်လို့ ਨੇ ခုနလိုပဲဒီလက်တန်းနားမှာတော့ဖွက်ခဲ့တယ်။ဒီလိုဆွဲသွားတယ်။အဲအမဒီအထုံးကိုကျွန်တော်ပြန်ခိုးယူမယ်။ယူတဲ့အခါမှာမင်းဒီကျွန်တော်လက်ကဒီလိုပုံစံရှိတယ်။မင်းဒါပရိသတ်ဗျူးမှာဒီကောင်ကျွန်တော်ဒီလိုကန်လိုက်တော့သူတို့မမြင်ရတော့ဘူးတဲ့။ဒီအထုံးကကျွန်တော်လက်ထဲမှာရှိ ပြီးတော့မှဒီလိုပြန်ခြံမယ်ခြံပြီးတော့ကျွန်တော်ဒီကောက်ကိုဒီလိုဆွဲအဲနောက်တစ်ခေါက်လဲအဲ့လိုပဲကျွန်တော်ဒီလိုမျိုးဆွဲတယ်လို့ ਨੇ ဒီမှာဩဒီလိုရောက်ပါတယ်ပြီးရင်ဒီမှာထပ်ပြီးတော့ဒီလိုသွားမယ်နော်တကယ်မဆွဲဘူးအဲနော်ကြာမလားအဲ့တော့ဟုတ်ပြီနောက်တစ်ခေါက်လဲကြလဲကြအောင်နောက်ဆုံးတစ်ခေါက်မှကျွန်တော်တို့ကတကယ်ဆွဲမယ်တကယ်ဆွဲလိုက်တဲ့ဒီကောင်ပြုတ်သွားပြီเนาะ slip knot ဆိုတော့ဩဒီနားမှာ ပြီးရင်ကျွန်တော်တို့ဒီတော့ဆွဲအောင်ရှာမှာနော်ဟုတ်ပြီအဲ့လိုပြပြီးတော့မှကျွန်တော်တို့နောက်တစ်ခေါက်ဘယ်လိုပြမလဲဆိုရင်ကျွန်တော်တို့ဒါ100 knot လို့ခေါ်တော့ဒီလိုခါလိုက်တာနဲ့အထုံးစထုံးပြအောင်လုပ်တာအမှန်တည်းဒီလိုရှိနေတဲ့ချိန်မှာကျွန်တော်တို့ဒီလက်တန်းအနေနဲ့ဝင်သွားမယ်နော်နော်ပြရမယ်နော် ဒီလိုကြိုင်နာမယ်ဒီလိုထည့်မယ်ပြီးရင်ဒီကြားတို့သူ့ကိုထည့်လိုက်နော်နော်ထည့်ပြီးရတယ်ကျွန်တော်အချိန်နဲ့ပေါ့ဒီဒီကြိုးအချိန်နဲ့ဒီပေါ်ကိုတင်အောင်လုပ်မှာနော်အဲကျွန်တော်ကဒီကောက်ကိုဒီလိုလုပ်ပြီးတော့ဓာတ်ညှက်ပြီးတော့ဒီခါချလိုက်တာနဲ့မှအထုပ်လုံးဖြစ်အောင်နော်အဲတော့နောက်တစ်ခေါက်ပြန်ပြမယ်နော်နောက်တစ်ခေါက်ပြန်ပြမယ်ကျွန်တော်တို့ဒီကောက်ဝင်လိုက်တဲ့လက်ဒီနော်ဒီလိုအရန် ီအပေါ်ရံကိုမရှည်သေးနဲ့အရန်ရှည်သွားရင် तू ကအဲဒီလိုမျိုးနော်ဒီလောက်ဆိုအတော်ပဲအဲပြောရင်တော့ဒီကောင်ဒီဒီလိုတဝက်လောက်ကိုကျွန်တော်တို့ကယူလိုက်ရမှာပေါ့နော်အဲတော့ဒီလိုလာရင်းနဲ့ခံမှန်းကြီးတဝက်လောက်မှာဒီလက်ကိုရက်လိုက်ရက်ပြီးရတဲ့ဒီလိုမျိုးလုပ်လိုက်ပြီးလာနဲ့ကျွန်တော်တို့ဒီကောင်ကိုရမ်းပြီးတော့ရမ်းတဲ့အခါမှာဒီဘက်ကတက်လို့မရဘူးနော်ဒီလိုတက်လို့မရဘူး ဒီကျိုးရဲ့ဒီဘက်အနောက်ကနေဒီလိုတက်သွားဖို့လိုတယ်နော်အဲကျွန်တော်ပြမယ်နော်မာကြီး1မာကြီးရဲ့ပြင်ကျောင်းတောက်ပြောရင်တော့အတကြိုင်နဲ့လောက်ရအောင်နော်ပြန်ပြမယ်နော်โอเคကျွန်တော်တို့ဒီမှာနော်တဝက်လောက်ကိုကျွန်တော်ယူလိုက်တယ်ဆိုတော့နော်အဲ့တော့ဒါအောင်ကျွန်တော်မလုံးခင်လေခံမှန်းကြည့်တခါဒီလိုကိုင်းဒီလိုထက်ထည့်ပြရနဲ့ဒီမှာကျွန်တော်ဒီလက်ကိုတခါတဲ့အဲ့ဒါတကြိုင်နဲ့လောက်မှကြည့်ကောင်းပါလေနော် ဟုတ်ပြီနော်โอเคပါကျွန်တော်တို့အဲ့ဒီပြခွက်လေးတစ်ခွက်ပြီးရင်နောက်ထပ်တစ်ခွက်ပေါ့နော်ဒီနောက်ထပ်တစ်ခွက်ကတော့ကျွန်တော်တို့ဒီခုနလိုပဲကျွန်တော်ကျိုးလေးကဒီဘက်ကနေပြီးတော့ကျွန်တော်ဒီဘက်ကလမောင်းအောင်ထိရောက်အောင်ကျိုးလေးကိုကျွန်တော်ဒါဆိုရင်ကျွန်တော်မီးဘူးနဲ့ဟိုမီးကျင်းနဲ့ကျွန်တော်ဖြတ်ပြီးပြန်ဆက်ထားတာပေါ့နော်ဟုတ်ပြီနော်အဲ့တော့ကိုမကိုဒီလိုကျိုးခွင်းလေးတစ်ခွင်းရအောင်လုပ်လိုက်ပါဒီကျိုးကကျွန်တော်ခုနပြောလိုပဲဘောင်းမီ ဒါကျွန်တော်တို့ဆက်ချုပ်ဆိုင်တွေမှာရှိတယ်ဗောနော်ဟုတ်ပြီအဲ့တော့အရင်ကောင်ကိုပြဖို့အတွက်ကကျွန်တော်လှုပ်ဝက်ချက်ကဘာမှမခက်ဘူးဗျအဲ့တော့ကင်ရင်းဒီလိုမျိုးကင်ပြီနော်ဒီမှာဒီကျွန်တော်ဒီလိုချဲလိုက်ရတယ်လားမြင်ရတယ်နော်အဲ့တော့ဒီလိုချဲလိုက်တယ်ပြီးရတယ်ကျွန်တော်တို့ဒီဘယ်ဘက်လက်ဒီဒီကောင်ကိုဒီလိုဆွဲယူလိုက်နော်ဆွဲယူလိုက်တယ်ခါလီလက်ဒီဒီဘက်ကအနေအသာလေးဒီဘောတင်လိုက်တယ်တင်ပြီးဒီမှာဒီဒီဒီနှစ်ကောင်တွေ့လားကျွန်တော်ဒါကိုဒီလိုမျိုးဆွဲလိုက်တော့နော် ဆွဲလိုက်တော့ပဲပြီးရင်ဒီကောင်ထုတ်တာအဲ့ဒီအချိန်မှာကျွန်တော်ကတမန်ရိုးကြဆိုရင်ဒီဘက်ကဘယ်လဲဒီဘက်ကညာလဲကိုဘူးနာတိုင်းလုပ်ရင်ဒီအပေါက်ကအမြဲတမ်းညှိနေလိမ့်မယ်နော်အမြဲတမ်းညှိနေလိမ့်မယ်ဒီဘောက်ကလွတ်နေလိမ့်မယ်ဆက်စပ်ရင်းပြရင်ကျွန်တော်ကတို့ညှိရဲ့ဟာကိုတခုပြနော်အဲ့နောက်တစ်ခေါက်ဘူးနာတိုင်းပဲကျွန်တော်တို့ဒီမှာဒီတိုင်းသွားတယ်နော်ပြီးရင်ကျွန်တော်ဟောဒီမှာဒီဘက်ကောင်ကြတော့အငဲလဲလွတ်နေတယ်အဲ့တော့ ရိသတ်ကတော့အထင်မှာပေါ့ဒီဘက်ကညိမယ်ဟိုဘက်ကလှုပ်မယ်ပေါ့ဒါအားတော့ကျွန်တော်ကတကယ်ပြချင်းဘလို့ပြလဲဆိုရင်မှကျွန်တော်ကြည့်နေနော်ဒါကိုဆွဲလိုက်ဒီဒီလှုပ်ရချက်မပါသေးဘူးဒီကောင်လှုပ်တဲ့အချိန်မှာပါဝါလှုပ်ရချက်ကဒီနောက်ကိုသိချာကြည့်ပြီနော်ဘယ်လိုလှုပ်ရလဲဆိုကျွန်တော်ပုံမှန်ဆိုဒီမှာဒီလက်မနဲ့နော်ဒီလိုဒီလိုဒီလိုလိုယူလာလိုက်ရင်ဒီဘက်ကညိမှာအဲ့ဒါကိုကျွန်တော်ကဘလို့လှုပ်လိုက်လဲဆိုဒီမှာစကင်ကလေးကနော်ဒါကဒီလိုသွားမဲ့ကော လက်ကိုကြည့်နော်အဲ့လိုမသွားပဲနဲ့ဒီလိုမလိုက်မလိုက်တော့မကြီးဒီကြိုးစားလေးကဒီလိုလာမဲ့ဟာကိုဒီလိုပြောင်းပြန်ဖြစ်သွားတယ်နော်ပြန်ကြည့်မယ်နော်တော့ဒီမှာနော်ဒီလိုကင်မယ်ဒီလိုအတက်ထားရင်ခုနလည်းတဖန်ကြည့်မယ်အဲ့ဒါကိုကျွန်တော်ကဘယ်လိုလုပ်လိုက်လဲဆိုတော့ဒီလိုအပေါ်ဒီလိုမလိုက်မပြီးတော့မှဒီလိုချလိုက်နော်ဟောချလိုက်တော့တူသည်နော်ဒီဘက်ထိုးလဲသူကလွတ်နေလိမ့်မယ်နော် ။ဘာကြောင့်လဲဆိုရင်ဒီမှာလွတ်နေတယ်။ဒီဘက်ကိုနော်ဒီဘက်ကိုထိုးမယ်ဆိုရင်လည်းသူလွတ်နေလိမ့်မယ်တွေ့လား။ကြည့်ကြည့်မယ်နော်။အဲ့တော့ဒီနေရာလေးကအသက်ပါ။အဲ့တော့ကျွန်တော်တို့လွတ်စေခြင်းမလွတ်စေခြင်းဒီတိုင်းအတည့်သွားမယ်။လွတ်စေခြင်းကျွန်တော်တို့ကအမှန်တကယ်ဒီလိုလိန်လိုက်ရတာပေါ့နော်အဲ့လိန်အောင်လူမမြင်အောင်ကျွန်တော်ကဒီလိုအပေါ်မှပြီးတော့မှဒီလိုပြန်ချလိုက်တော့လိန်တာနဲ့တူတူဖြစ်သွားတာနော်ပြီးရင်ကျွန်တော်တို့ဘယ်ဘက်ပဲ ထူထူ sorry ဒီအလဲပေါင်းမရအောင်နော်သူဘယ်ဘက်ပဲထူထူသူလွတ်မှာပဲနော်တဲ့တဲ့ဘောက်ကိုလွတ်လိုက်လွတ်သွားမှာ Okay ပါကျွန်တော်တို့ဒီပြောက်ခွက်ကလေးတွေကိုနော်အာကျွန်တော်လေ့ကျင့်ပေးပါအမြဲပြပေးပါရန်ကုန်မှာဘလူတွေရှိလဲမသိဘူးကျွန်တော်တနေ့လောက်ကျွန်တော်အခုဆိုရင်တော့ဒီကျိုးလေးတွေနဲ့၃ဘက်ရှိပြီပေါ့နော်အဲ့တော့တလားလောက်တစ်ခါဖြစ်ဖြစ်နှစ်လားတစ်ခါလောက်ပေါ့ဒီ၆လအတွင်းမှာတော့အနည်းဆုံး ရန်ကုန်ကလူပြည်အခုကျွန်တော်တင်တဲ့နေရာမှာကျွန်တော်ကတော့အခုရန်ကုန်မှာလည်းရှိနိုင်တယ်ဗန်ကလေးမှာလည်းရှိနိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီကအခွဲ့ရင်းနဲ့တော့တရက်လောက်စုံရင်းနဲ့နှစ်လားတစ်ခေါက်လောက်ဖြစ်ဖြစ်အပြင်မှာလက်တွေ့ပြတာကျွန်တော်ကိုယ်တိုင်တိုက်ခဲ့ချင်ပါတယ်အဲ့တော့ဟုတ်ပါပြီကျွန်တော်တို့မက်ဂျစ်ဆောင်ရဲ့ဒီကိုယ်စလင်းတွေကိုလည်းကျွန်တော်တို့တခြားမိတ်ဆွေတွေလည်းညှို့မေးပါအောင်နော်โอเคပါ